BODD တခါမှာရဲစစ်တာအကြောင်းရှင်းပြပါမယ်ခမားအကျိုးရှိရင် follow လုပ်ခဲ့ပါခမားတတာဆန်ကရိယာရဲ့အတိတ်ပဲတာဆန်ကရိယာဆိုတာကမီစီအားကိုရှော့ချဖို့သို့မဟုတ်မီဖီအားကိုချိန်ညှိဖို့အသုံးပြုတဲ့ electronic ကရိယာတစ်မျိုးဖြစ်ပါတယ်။တနည်းပြောရရင်တာဆန်ကရိယာဆိုတာမီစီတာကိုတာဆန်ပေးတဲ့ကရိယာဖြစ်ပါတယ်။ဒီတာဆန်မှုကိုတာဆန်နှုံလို့ခေါ်ပြီးအုံးဆိုတဲ့ unit နဲ့တိုင်းတာကြပါတယ်။ နှစ်လှုပ်ဆောင်ချက်များတာဆန်ကရိယာတလုံးမှာအဓိကလှုပ်ဆောင်ချက်၃ခုရှိပါတယ်။တမီစီအားထိမ့်ချုပ်ခြင်းမီစီအားအယံများမတော့အောင်တာဆန်ပေးပြီးဆက်ဝိုင်းတွင်းမှာလုံခြုံအောင်ထိမ့်ပေးတယ်။နှစ်မီပီအားချိန်ညှိခြင်းတစ်ခုပြီးတစ်ခုလိုအပ်တဲ့ဆက်ဝိုင်းအတွက်မီပီအားကိုရှော့ချဖို့အသုံးပြုနိုင်တယ်။ဥပမာမီပီအား၁၀နှစ်ဘိုးရှိရာကနေ၅ဘိုးအထိ ရှော့ချခြင်းတဲ့အခါတုံးတက်တယ်။တုံးကာကွယ်မှုအလွန်ခံနိုင်နေတဲ့အစိပ်ပိုင်းများ ဥပမာမီးအမောင်းပေးခါလို့မီးလင်းဖန်တီးကိရိယာများဆက်လက်ပတ်သည့်အပိုင်းများကိုမီးအားများပြီးပျက်စီးမသွားအောင်ကာကွယ်ပေးတယ်။လေတာဆန်အောင်တာဆန်တန်ဘိုးကို အိုင်းဆိုတဲ့ယူနစ်နဲ့တိုင်းပါတယ်။ဥပမာတာဆန်တန်ဘိုးတရအောင်တာဆန်တန်ဘိုးတကီလိုအောင်တူညတူညပထမလိုင်းတန်ဘိုးဒုတိယလိုင်းတန်ဘိုးတူညတတိယလိုင်းမြောက်ကိန်းတရစတုထလိုင်းအမားခွင်ကတွက်ချက်ရင်တစ်ဆက်တရတူညတူညတူညအောင်တကီလိုအောင်အမားခွင်ကဖြစ်ပါတယ်။ ဘဟုတုတလေးရှိရင်ရှယ်ခဲ့ပေးပါခင်ဗျာ။